အင်္ဂါနေ့အစောပိုင်းကမြေငလင်တစ်ခုလှုပ်ခတ်ပြီးနောက်ပါကစ္စတန်နိုင်ငံရဲ့အကြီးမားဆုံးမြို့ကရာချီမြို့တော်ရှိအကျဉ်းဆောင်တစ်ခုကနေအကျဉ်းသား200ကျော်လွတ်မြောက်သွားခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။ထောင်ချီတဲ့အကျဉ်းသားတွေဟာမြေငလင်လှုပ်ခတ်ပြီးနောက်ကရာချီမြို့တော်ရှိ မာလီယာအကျဉ်းထောင်ရဲ့တကားတွေအကျဉ်းထိုက်တကားတွေနဲ့ပရင်းပေါက်တွေကိုချိုးဖျက်ခဲ့ပါရယ်။အကျဉ်းသား80ဦးကိုပြန်လည်ဖမ်းဆီးမိပြီးလွတ်မြောက်သွားတဲ့အကျဉ်းသား130ကျော်ကိုရှာဖွေနေပါရယ်။ ဖြစ်စဉ်အတွင်းအကျဉ်းသားတဦးသေဆုံးကအကျဉ်းနောက်ဝန်ထမ်းတဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဆောက်အုံပြိုကျမှာကိုကြောက်ရွံ့တာကြောင့်သကောင်းရံအချိန်မှာအကျဉ်းသားတွေကအကျဉ်းတိုက်တွေမှာအော်ဟစ်ခဲ့ကြတယ်လို့အကျဉ်းနောက်ရရှိတူကပြောပါတယ်။ကစင်ကလျားချီနေဟာအကျန်းဖတ်မှုဖြစ်လာခဲ့တာကြောင့်အကျဉ်းတော်ဝန်ထမ်းတွေကသတိပေးပြစ်ခတ်ခဲ့ပါတယ်။အကျဉ်းသားများစွာကအကျဉ်းတိုက်တွေကိုပြန်သွားခဲ့ပေမဲ့အခြားအကျဉ်းသားတွေကအကျဉ်းတော်ပင်မတကားဝကိုစီးနှင်းက အကျဉ်းသား216ဦးထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။ Change ပြည်နယ်ရဲ့ဒုတိယကြီးမားဆုံးအဲ့ဒီအကျဉ်းတော်ဟာအကျဉ်းသား2000အထိတန်ထားရှိနိုင်ပေမဲ့လက်ရှိမှာအကျဉ်းသား9000ထက်မနည်းရှိနေတယ်လို့သိရပါတယ်။ပြည်နယ်ချင်းအောင်ဆိုင်ရာဝန်ကြီးအလီဟတ်ဆန်ဇာဒါရီကစုံစမ်းစစ်ဆေးမှုတရက်ပြုလုပ်ဖို့ညွှန်ကြားခဲ့ပြီးစီကံဖောက်သူမြို့သူကိုမဆိုအရေးယူမယ်လို့တတိပေးခဲ့ပါတယ်။ဖြစ်စဉ်ဟာလုံခြုံရေးဆိုင်ရာသတိလေးဟင်းမှုကြောင့်မဟုတ်ပဲ တဘာဝဖိရဲ့နေအကြောင်းဖြစ်ပွားခဲ့တာလို့ထောင်မှုကပြောကြားခဲ့ပြီးအကျဉ်းဆောင်ရှိလုံခြုံရေးအဖွဲ့ကိုအမြင့်ဆုံးဆင့်တက်လှုံထားတယ်လို့ဆိုပါရယ်အကျဉ်းသားတွေရဲ့မိသားစုတွေကအကျဉ်းဆောင်ပြင်ပမှာဆန္ဒပြခဲ့ကြပြီးထောင်ဝင်စာတွေးခွင့်ရွှေဆိုင်လိုက်လို့အခြားအကျဉ်းသားတွေရဲ့ဆွေမျိုးတွေအဆင်မပြေဖြစ်ခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်ပြီးခဲ့တဲ့ဘက်ကယူကရိန်းရဲ့ drone တိုက်ခိုက်မှုကြောင့်ရုရှားရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေရင်တွေ ဆိုးဝါးစွာထိခိုက်ပျက်စီးခဲ့တယ်လို့တိုက်ခိုက်မှုပြီးရုရှားနေတဲ့အခြေဆိုင်စခန်းတစ်ခုကိုရိုက်ကူးခဲ့တဲ့ဂျိုရုတပ်ပုံတွေကဖော်ပြနေပါတယ်။ယူကရိန်းနိုင်ငံဟာ drone 138စင်းအသုံးပြုပြီးရုရှားနိုင်ငံတွင်းရှိလေတဲ့အခြေဆိုင်စခန်း၄ခုကိုတိုက်ခိုက်ခဲ့တာပါ။ဂျိုရုကုမ္ပဏီတစ်ခုဖြစ်တဲ့ Capella Space က Siberia Data Acoustic Data မှာတည်ရှိတဲ့ဇွန်လ၂ရက်မှာရိုက်ကူးထားတဲ့လေယာဉ်ကွင်းတစ်ခုရဲ့ပုံကို Rider သတင်းဌာနကိုပေးအပ်ခဲ့ပါတယ်။ ဲ့ဒီဂျိုရုဓာတ်ပုံတွေရရုရှားရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေ ဖြစ်တဲ့ TU95 နဲ့ TU22 လေယာဉ်များစွာဟာယူကရိန်းရဲ့ drone တိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်ယူကရိန်းဟာဒေသ၅ခုရှိစစ်ဘက်လေရင်ကွင်းတွေကိုပိတ်မထားပြီးဒရုန်းတိုက်ခိုက်မှုတွေလုံဆောင်ခဲ့တယ်လို့ရုရှားကောင်ကွယ်ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ Spiders Workflow ခေါ်တဲ့ဒရုန်းစစ်စင်ရေးကိုလုံဆောင်ခဲ့တယ်လို့ ယူကရိန်းပြည်တွင်းလုံခြုံရေးအေဂျင်စီ SPU ကပြောကြားခဲ့ပြီးရုရှားစစ်လင်ရင်40ဒဇင်းကိုထိမှန်ခဲ့တယ်လို့ဆိုပါတယ်2680မိုင်အကွာကနေပြင်မှတ်တွေကိုတိုက်ခိုက်ခဲ့တဲ့အဲ့ဒီတိုက်ခိုက်မှုဟာအလွန်ပြောင်မြောက်တယ်လို့ယူကရိန်းသမ္မတဇလန်စကီးကပြောပါတယ်ဒရုန်းတွေနဲ့တိုက်ခိုက်ရာမှာရုရှားစစ်လင်ရင်အစင်40ကိုထိမှန်ခဲ့ပြီး73စင်းပြည့်စည်ခဲ့တယ်လို့ယူကရိန်းအမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီကတာဝန်ရှိသူ အန်ဒရီကိုဗန်လန်ကိုက ပြောပါရယ်ရုရှားစစ်တပ်အုံပြုနေတဲ့စစ်လင်ရင်စစ်နေစင်း drone တိုက်ခိုက်မှုကြောင့်ထပ်မံဆုံးရှုံးခဲ့တယ်လို့ယူကရိန်းစစ်တပ်ကပြောပါရယ် drone တိုက်ခိုက်မှုကြောင့်ရုရှားရဲ့ဆုံးရှုံးမှုပမာဏဟာဒေါ်လာ9ဘီလီယံရှိခဲ့ပြီးရုရှားရဲ့အဓိကလေယာဉ်ခွင်းတွေရှိတဲ့မဟာဗျူဟာမြောက် cruise ဒုံးကျည်တင်လေယာဉ်34ရာခိုင်နှုန်းကိုထိမှန်ခဲ့တယ်လို့ Ukraine ပြည်ရင်းလုံခြုံရေး agency SPU ကဆိုပါတယ်